built with passion အလုံးဝမင်္ဂလာပါခင်ဗျာ Fan Construction Group ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုရောက်နေတာကတော့စမ်းချောင်းမြို့နယ်မှာတည်ရှိပြီးတော့ Fan Construction Group ကနေတည်ဆောက်ထားတဲ့ Modern Luxury Inn တလုံးကိုရောက်ရှိနေတာပဲဖြစ်ပါတယ် Bayern Area 2940အကျယ်ရှိပြီးတော့ RC 3တက်ခွဲ Luxury Inn အမျိုးအစားဖြစ်ပါတယ်ရှေ့မျက်နှာစာကြည့်မယ်ဆိုရင်ပဲကျွန်တော်တို့ Modern Night ဖြစ်တဲ့ design ကိုခန်းစားရမှာဖြစ်ပါတယ်အိမ်ထဲမှာရောဘယ်လိုတွေခန်းစားမလဲဘယ်လိုတွေမိုက်မလဲဆိုတာတစ်ချက်လောက်သွားကြည့်ရအောင် ိမ်ထဲကိုစဝင်ပြီဆိုတာနဲ့ကျွန်တော်ဖိုက်စာဟိုတယ်တကူရောက်သွားတဲ့အတိုင်းပဲ luxury sand နဲ့ vibe ကိုရရှိမှာပဲဖြစ်ပါတယ် living area မှာဆိုရင်လည်းကျွန်တော်ချွန်းဖန်နယ်တွေချွန်းမျက်နှာချက်တွေနဲ့အလှဆင်ပေးထားတာဖြစ်ပါတယ် living area ကိုလည်းကျွန်တော်ကြဲကြဲဝုန်းဝုန်းအနေထားနဲ့ဖန်တီးပေးထားတာဖြစ်ပါတယ် living area နဲ့တစ်ဖက်က dining area ကိုလည်းကျွန်တော်တို့က solid surface တွေချွန်းအနေနဲ့အလှဆင်ပေးထားတာဖြစ်ပါတယ်ဒီဘက်နောက်က dining area လေးကိုရောက်ပါမယ် dining area မှာဆိုရင်လည်းကျွန်တော်မိသားစုကြဲကြဲဝုန်းဝုန်းအနေထားနဲ့ dining area လေးကိုထည့်သွင်းပေးထားတယ်။နောက်မှလည်းကျွန်တော်ကျွန်းပေတို့တွေကို modernize design ဖြစ်အောင်ဖန်တီးပေးထားတာဖြစ်ပါတယ်။ ဒါဆိုရင်ဒီဘက်ကကျွန်တော်တို့ kitchen area ကိုတစ်ချက်လောက်သွားကြည့်ရအောင် kitchen area မှာဆိုရင်လည်းကျွန်တော်နှစ်ပေတစ်ပေကြွေပြားတွေကိုအခန်းပြတက်ဆင်ပေးထားတာဖြစ်ပါတယ် kitchen ကုန်လည်းကျွန်တော် granite တွေခင်းပေးထားတယ်ကျွန်းနေနဲ့ cabinet တွေကိုတက်ဆင်ပေးထားတာဖြစ်ပါတယ်ပေါ်ချက်သွားကြည့်မယ်ဗျာဒီမှာလည်းကျွန်တော်တို့လေကားတက်ရတာအစားတကယ်မိုက်တာကျွန်တော်တို့ပြည်ပြည့်အနေထားလေးနဲ့လေကားလည်းဖြစ်နေတယ်ကျွန်းအနေပြားလည်းခင်းပေးထားရတဲ့အတွက်အရင်မိုက်လေကားလက်ရံကိုလည်းကျွန်တော်တို့ကကျွန်းနေနဲ့တက်ဆင်ပေးထားတာဖြစ်ပါတယ် ဒါကတော့ကျွန်တော်တို့ဒုတိယတက်ရဲ့ family area လေးပဲဖြစ်ပါတယ် family area ဒီဘက်မှာကျွန်တော်တို့ TV စင်ရဲ့နောက်ကိုလည်း Marvel ကြွေပြအချက်ကြီးနဲ့တက်ဆင်ပေးထားတယ်ဂျွန်းဘန်နယ်တွေလည်းထည့်သွင်းပေးထားတာဖြစ်ပါတယ်ဒီဘက်မှာလည်းကျွန်တော်တို့ဂျွန်းဘီတို့လည်းတက်ဆင်ပေးထားတာဖြစ်ပါတယ်နောက်ထပ် Marsha Baron တို့ချက်လောက်သွားကြည့်အောင်ဒါကတော့ကျွန်တော်ပထမတက်ရဲ့ Marsha Baron တက်ခံဖြစ်ပါတယ်ချေချေဝုန်းဝုန်းအနေထားကိုဖန်တီးပေးထားတယ်ဒီဘက်မှာလည်းကျွန်တော်တို့ ancient စိတ်တိုင်းကြာ modernite design ဖြစ်အောင်ဂျွန်းဘီတို့တို့ထည့်သွင်းပေးထားတာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီအခန်းရဲ့ရေချိုးခန်းအိမ်တော်တွေ့ရမှာဖြစ်ပါတယ် ရေချိုကန်အင်နာမှာဆိုရင်လည်းကျွန်တော်ရေဝူရေဆက်တွေရှာဝါစတန်းတွေနဲ့ခြွေပြားတွေကိုစမ်းတက်ဆုံးဒီဇိုင်းဖြစ်အောင်တက်ဆင်ပေးထားပါတယ်။ကဲဒါဆိုတခြားခန်းတွေသွားကြည့်မယ်။ဒီမှာဆိုရင်လည်းကျွန်တော်ဒီဘက်မှာမေရွန်တစ်ခန်းရှိမယ်။ဒါကတော့ရေရိုရှင်းရှင်းပုံစံနဲ့နောက်ထပ်မာစတာဘရွန်တစ်ခန်းဖြစ်ပါတယ်။နောက်ထပ်ကြံသေးရသွားကြည့်အောင်။ဒီရတဲ့ရေကျွန်တော်လေကားတက်တက်ချင်းမှာဆိုရင်ကျွန်တော်ဒီဘက်မှာမာစတာဘရွန်တစ်ခန်းရှိမယ်။ဒီနောက်မှာဆင်ကယ်ဘရွန်တစ်ခန်းရှိမယ်။ ီးတော့ဒါလေးကတော့ကျွန်တော်တို့ဒါ mini living area လေးပေါ့နော်ဒီမှာလေးကျွန်တော်ဒါလေးကိုတော်တော်သဘောကျတယ်ဗျကျွန်တော်တို့ဒီ aluminium တကားကိုခက်ပုံစံလေးလုပ်ပေးထားပြီးတော့ကျုံးပေါင်လေးနဲ့ကုတ်ပေးထားတာပို့ပြီးတော့ modern design ဖြစ်တယ်ဒီဘက်ဘေးမှာဆိုရင်တော့ကျွန်တော်တို့ဒါဖျားကန်း area လေးပဲဖြစ်ပါတယ်ဖျားကန်း area မှာဆိုရင်လည်းကျွန်တော်ကဖျားចောင်းဆောင်ကိုကျုံးနေနဲ့အသက်ပဲဆုံးပြအောင်ဖန်တီးပူဇော်ပေးထားတယ်နောက်မှလည်း marble တခြားလေးတွေတုံးပေးထားတာဖြစ်ပါတယ်နောက်ထပ် master bedroom တစ်ခန်းကိုတွားကြည့်မယ်ဒါကတော့ကျွန်တော်နောက်ထပ် luxury master bedroom တစ်ခန်းပဲဖြစ်ပါတယ် ဒီခန်းရဲ့ဘက်ဟက်ကိုလည်းကျွန်တော်တို့ကကော်နစ်တွေဒီဇိုင်းပန်နယ်တွေနဲ့ဖန်တီးပေးထားတယ်ဒီဘက်မှာလည်းကျွန်တော်တို့ luxury item တွေထည့်ဖို့အတွက် video တစ်လုံးတက်ဆင်ပေးထားပါတယ်ဒီဘက်မှာနောက်ထပ် video တစ်လုံးရှိမယ်ဒါ့အပြင်ဘေးမှာကျွန်တော်ပြင်ပအလဲအောင်ရရှိစေဖို့အတွက်တကားတစ်ပေါက်တက်ဆင်ပေးထားပါတယ်ဒီမှာဆိုရင်ကျွန်တော်ကျွန်းမှန်နေကုန်လေးတစ်ခုရှိမယ်ဘေးမှာလည်းကျွန်တော်ကျွန်းနေနဲ့ပြုလုပ်ထားတဲ့ကျွန်း cabinet တွေကိုတွေ့ရမှာဖြစ်ပါတယ်ကိုဘက်ကကျွန်တော် band luxury ကိုဆက်လောက်သွားကြည့်ပါဒါကတော့ကျွန်တော် luxury master bedroom ရဲ့ band luxury ပဲဖြစ်ပါတယ်ဒီ band luxury မှာဆိုရင်လည်းကျွန်တော်က bed တွေတက်ဆင်ပေးထားတယ် ကျွေပြားဒီဇိုင်းတွေကိုလည်းမတူညီတဲ့ဒီဇိုင်းတွေနဲ့ဖန်တီးပုံဖော်ပြထားတာဖြစ်ပါတယ်။ဒီဘက်ကဘက်တန်နဲ့ဒီဘက်ကဘေးစင်နေရာ drawing line နေရာတွေကိုလည်းကျွန်တော်တို့ကထမ်းပါနဲ့ partition လေးချပြထားတာဖြစ်ပါတယ်။အပေါ်ဆုံးတက်ကိုလည်းဆက်လောက်နဲ့တတ်ကြည့်မယ်။ဒါကတော့ကျွန်တော်လေကွယ်ကွင်း area လေးပဲဖြစ်ပါတယ်။လေကွယ်ကွင်း area ကလည်းကျွန်တော်တို့ aluminum တကား၃ဦးလောက်တက်ဆင်ပေးထားတော့ပြင်ပအလင်းရောင်ကောက်ကောင်းရရှိစေတယ်။ outside area တတ်ကြည့်မယ်။ဒါကတော့ကျွန်တော်တို့ outside area လေးပဲဖြစ်ပါတယ်။ view လေးရတယ်တော်တော်ကောင်းတယ်ကျွန်တော်ကတော့ဒီကျွန်တော်လူငယ်သဘောဆိုတော့ဒီ outside area လေးတော်တော်သဘောကျတယ်ဗျခြေခြေဝုန်းဝုန်းနေထားလည်းရှိတယ်မိသားစုနဲ့ပဲတွေ့တွေ့တငယ်ချင်းတွေပဲခြေခြေတော်တော်မိုက်တယ်ဒီဝရန်တာရဲ့လက်ရန်ကိုလည်းကျွန်တော်တန်ပါးတွေနဲ့အလားဆင်ပေးထားတယ်ထိကွက်ဝင် area ကိုလည်းကျွန်တော်ကရွှေပြားတွေဘိုင်ဝူးမျက်နှာချက်တွေနဲ့ပုံဖော်ပေးထားပါတယ်လူကြီးမျိုးတို့ကတွေ့မြင်ခဲ့ရတာကတော့ကျွန်တော်တို့ Bamco Session Group ကတာဝန်ယူတည်ဆောက်ထားတဲ့စမ်းကြောင်းမျိုးနွယ်မှာရှိတဲ့လက်ဆွေဆန်တဲ့အိမ်ပဲဖြစ်ပါတယ် လူချင်းမင်းတို့ရဲ့အိမ်တွေကိုအခုလိုမျိုး luxury ဆန်ဆန်လိုချင်တဲ့5 star hotel လိုပုံစံမျိုးခံစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Bank Construction Group နဲ့လက်တွဲဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ရဲရင်ပါ ဒါတော့ကျွန်တော်နောက်ထပ်ဟာ2 1 go ကျွန်တော်အခုရောက်နေတာတော့စမ်းချောင်းမြို့နယ်မှာတည်ရှိပြီးတော့အဲ့နေကိုဝင်သွားပြီဆိုတာနဲ့အာမားပြန်ပြီအာဒီမှာကျွန်တော်တို့ပြောဟုတ်ပြီပြင်ပြောလာမယ်ဟုတ်တယ်ကျွန်တော်တို့မိဖို့ကောင်းလို့လေအာမားပါလေဘွားပါပါလေဒီလက်ဆွေဆန်တဲ့အိမ်မဲဖြစ်ပါတယ် မှာမိပါတယ်ရိုးရိုင်းညာရှိပါတယ်ရိုးရိုင်းညာမှာဆိုရင်လည်းကျွန်တော်တို့ကရေချိုးကဲအိမ်ညာမှာဆိုရင်လည်းကျွန်တော်တို့ကပါကေးတွေနဲ့အာမားပြန်ပြီကွာဟာနလာတော့ပါပြောရရထောက်ပါဒါဆိုရင်ဟိုဘက်ကမာစတာဘရွန်ဩဟာဟာဟာကျွန်တော်ရဲရင်ပါဟောကော